အားလုံးပဲ Farming Writer Channel ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြောပြပေးမယ့်အမှုကတော့ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့အဆိုးဝါးဆုံးအကြမ်းကျုပ်ဆုံးရာဇဝတ်မှုတွေတဲကတစ်ခုပဲဖြစ်ပါတယ်။လူတွေကဆိုရင်အဲ့ဒီအိမ်ကြီးကိုဒီရာဇဝတ်မှုဖြစ်ပြီးသွားရင်နောက်ပိုင်းမှာဆိုရင်တရဲအိမ်ဆိုပြီးတော့တင်စားခေါ်ကြတဲ့အထီးကိုဒီအမှုရဲ့ရက်ဆက်မှုကတွန့်နိုင်မှဲခဲ့ပါတယ်။ ပြက်ကတော့2021ခုနှစ်ဒီဇင်ဘာ10ရက်နေ့မှာစတင်ခဲ့တာအချိန်ကတော့နေ့လယ်2နာရီဝန်းကျင်လောက်မှာပေါ့လေအသက်48နှစ်အရွယ်ကျောင်းဆရာတဦးဖြစ်တဲ့ Cruz Maguad ကသူ့ရဲ့ဇနီး Lovila ခေါ်အီလာကျောင်းအုပ်တာဝန်ယူထားတဲ့ Ben Mularan ကျောင်းမှာရောက်နေတယ် ခရစ်စမတ်အားလည်းရနီးလာပြီဆိုတော့ကျောင်းပြင်ဆင်ရေးတွေကိုသူကကူညီပြီးတော့လုပ်ကင်ပေးနေတာသူရဲ့ဇနီးကတော့ကျောင်းမှာမရှိဘူးအဲ့ဒီနေ့နေ့လည်ခင်းကတိတ်ဆိတ်ပြီးတော့ငြိမ်သက်နေတယ်ကျောင်းရဲ့ဇင်းကြံလျှောက်တဲ့လမ်းမှာခရုစ်ရဲ့ခြေတံကလွဲပြီးတော့ဘာတံမှမကြားရဘူး။ဒါပေမဲ့လေရုတ်တရက်မြည်လာတဲ့ဖုံးတံတစ်ခုကအဲ့ဒီတိတ်ဆိတ်မှုကိုဖြိုခွင်းပစ်လိုက်ပါတော့တယ်။ဖုံးဆက်လာတဲ့သူကတော့ခရုစ်ရဲ့အိမ်နီးချင်းတစ်ယောက်ဖြစ်ပါတယ်။ အတန်ကလည်းတုံလုံးစိုးရိမ်နေတဲ့အတန်အိမ်ကြီးချစ်ဖြစ်တဲ့သူကခရုစတိုအိမ်ရှိကိုသူဖျက်ပြီးတော့ရှောက်သွားတော့ကအဲ့ဒီအိမ်ထဲမှာမှွေနောက်ထားသလိုမျိုးပစ္စည်းတွေကရှုပ်ပွားနေတာကိုသူကလှမ်းပြီးတော့မြင်လိုက်တာသူအဲ့ဒီအိမ်ထဲကိုတော့ဝင်ပြီးတော့မကြည့်ရဲလို့သူမကြည့်ခဲ့ဘူးဒါပေမဲ့တခုခုထူချားနေပြီဆိုတာကိုသူသိရဲ့အဲ့ဒါကြောင့်မဲသူက cruise နင်းစီကိုငါအဲ့ဒါကြောင့်ဖုန်းဆက်တာဆိုပြီးတော့သူကပြောခဲ့တယ် ခရုစ်ကလည်းဖြားများသွားပြီးရောခီးထွက်နေတဲ့သူ့ရဲ့ဇနီးတဲ့ကိုလည်းဖုန်းဆက်အင်ကိုအမြဲပြန်လာဆိုပြီးတော့မှားပြီးတာနဲ့သူကိုယ်တိုင်ကလည်းအเจ้าကအလုပ်တွေကိုပြစ်ထားပြီးတော့ကြတော့အင်ကိုတန်းပြီးတော့ပြေးပါတော့တယ်အဲ့ဒီအချိန်အင်မှကြံရစ်နေတာဆိုလို့၃ယောက်ပဲကြံရစ်နေတာအသက်၁၈နှစ်အရွယ်သူ့ရဲ့သမီးဖြစ်သူဝင်းရဲ့အသက်၁၆နှစ်အရွယ်သားဖြစ်သူလူရစ်နဲ့သူတို့မွေးစားထားတဲ့မွေးစားသမီးဂျင်နီတို့၃ယောက်ပဲအဲ့ဒီအင်မှရှိနေကြတာ ူ့ကိုအင်းနီနာချင်းဖုန်းမဆက်ခင်တုန်းကလည်းအဲ့ဒီ၃ယောက်စီကသူဘာဖုန်းမှလည်းသူလက်ခံရရှိခြင်းမရှိတလို့အခုအင်းနီနာချင်းကသူ့ကိုဖုန်းဆက်ပြီးပြောတဲ့အခါမှာတော့သူအိမ်ရပေါ့နော်ဒီသာသမီ၃ယောက်စလုံးကိုဖုန်းဆက်တော့အဲ့ဒီသာသမီ၃ယောက်စလုံးရဲ့ဖုန်းကဝင်းနေတယ်။ဒါပေမဲ့တယောက်မှဖုန်းမကင်ဘူး။ဒီတော့ cruise ရဲ့စိုးရိမ်စိတ်ကပို့ပြီးတော့ပြင်းထန်လာတယ်။ဒီလိုနဲ့နေ့လယ်3:55မိနစ်လောက်မှာတော့ cruise သူ့ရဲ့အိမ်ကိုပြန်လည်ရောက်ရှိလာတယ်။အိမ်ကြီးကတိတ်ဆိတ်ပြီးတော့ခြောက်ကနေတယ်။ အိမ်ရှိတကားဝါကမြေကြီးပေါ်မှာလဲသွေးတွေပေးနေတဲ့အဆောင်တစ်ထဲဓာတ်တစ်ချောင်းရေကျနေတာကိုသူမြင်လိုက်ရတဲ့အခါမှာတော့ဖခင်တယောက်ဆိုတော့အယံကိုသူပူလောင်သွားတယ် Cruise ကသူ့ရဲ့သားဖြစ်သူ Louis ရဲ့နာမည်ကိုအော်ခေါ်ပြီးတော့သူသူ့တောက်ခေါ်နေတယ်ဒါပေမဲ့ဘာမှတုံ့ပြန်တန်သူမကြားရဘူးဒီလိုနဲ့သူအိမ်နောက်ဖေခါနေပြီးတော့အိမ်ထဲကိုဝင်လို့ရခဲ့တယ်အိမ်ထဲမှာလည်းအတန်တစ်ချက်မှသူမကြားရဘူးဒါအတန်မှမဟုတ်တဲ့တိတ်ဆိတ်မှုမျိုးကြီးကွာဒါနဲ့ Cruise တယောက်ကအိမ်ထဲကိုဝင်အိမ်ထဲမှာရှိတဲ့အခန်းတွေအနှံ့ကိုသူလိုက်ရှာပြီးတော့သားသမီးတွေရဲ့နာမည်ကိုသူအော်ခေါ်နေခဲ့တယ် ဲ့ခန်းလေးကိုသူရောက်ရှိတဲ့အခါမှာတော့အရန်ကိုရင်ခွဲဆရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုသူဆပြီးတော့တွေ့လိုက်ရတယ်။အဲ့ဒီကျမ်းပြင်ပေါ်မှာသူ့ရဲ့သမီးဖြစ်သူဝင်းကလဲလျောင်းနေတယ်။သူ့သမီးရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းသွေးတွေရွှဲနေတဲ့တပတ်တထည်နဲ့အုပ်ထားတယ်။ခန္ဓာကိုယ်ရဲ့လက်တွေခြေတွေမှာလည်းဓာတ်တန်ရာတွေအများကြီးပဲ။အဲလေဘင်းကဒံရကတော့အတော်လေးကိုပြင်းထန်နေပေါ့လေအခင်းဖြစ်ပေါ်ရနေရာကဓာတ်ပုံမှတ်တမ်းတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လေ အဲ့ဒီကောင်မလေးရဲ့ခေါင်းကတပတ်နဲ့စီးနှောင်ထားပြီးတော့အလောင်းမှာလည်းပျော်စိတ်တွေတောင်အုံနေပြီဆိုပြီးတော့ဆူထားတယ်။သမီးဖြစ်သူရဲ့အနီးအနားအိမ်မကြီးရဲ့တကားနာမှာတော့သားဖြစ်သူလူးရစ်ကိုသူထပ်ပြီးတော့တွေ့လိုက်ရတယ်။အဲသားဖြစ်သူရဲ့ခြေရီလက်တွေကိုလည်းကျိုးနဲ့တုတ်ခံထားရပြီးတော့ဗဇက်ကိုလည်းပိတ်ဆို့ထားတာကိုသူတွေ့ရတယ်။ကောင်လေးရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းအဲလက်တလောကမှာပေါ့နော်ဒီတိုက်ခိုက်ခံထားရတဲ့ဓာတ်တန်ရာတွေအများကြီးပဲတွေ့ရတယ်။ ်သွေးရင်ကလည်းအရန်ထွက်နေတာကိုကြည်ချင်းအားဖြင့် cruise d a n ကိုမရောက်ခင်လေးတင်ကားမှာပေါ့နော် သူ့ရဲ့သားအခုလိုလှုပ်ခံခဲ့ရပုံလဲရတယ်ဒါပေမဲ့တယောက်ပြောင်းနေတယ်အဲ့ဒါကတော့မွေးစားသမီးဂျီနီပါပဲအခု cruise လည်းထိတ်လန့်တကြားနေပေါ့နော် ဂျီနီရဲ့နာမည်ကိုသူအော်ခေါ်ပြီးတော့တအိမ်လုံးကိုလိုက်ရှာတယ်။နောက်ဆုံးမှာတော့ဂျီနီကအခန်းတစ်ခန်းထဲကနေထွက်လာခဲ့တယ်။အဲအဲ့ကောင်မလေးရဲ့သပင်တွေကလည်းရေဆိုးနေပြီးတော့သပင်တွေကလည်းဖြူပက်ဖြူရော်နဲ့တုံလုံးနေရဲ့ပုံပဲ။စကားလည်းကောင်းကောင်းမပြောနိုင်ဘူး။ဒါနဲ့ cruise ကဂျီနီယာအသက်ရှင်နေသေးတာကိုမြင်တော့စိတ်ကို သူတည်ငြိမ်အောင်ထားပြီးတော့ရဲကိုသူဖုန်းဆက်တယ်။ရဲတွေရောက်လာပြီးတော့စစ်ဆေးတဲ့အခါမှာတော့အဲသူတို့အိမ်တအိမ်လုံးက အကျန်းဖတ်ခံထားရတဲ့လက္ခဏာတွေအများကြီးတွေ့ရတယ်။တန်ရည်သူချင်းဒီကတော့သူတို့၃ယောက်ကိုပေါ့နော်အတိုက်ခိုက်ခံခဲ့ရတယ်ဆိုပြီးတော့လဲထွက်ဆိုထားတယ်။ဘီရိုတွေကလည်းပွင့်နေမယ်ပစ္စည်းတွေကလည်းပြန့်ကျဲနေမယ်။ကြီးလိုက်မယ်ဆိုရင်တော့ဒါဓမြမှုတစ်ခုလိုပဲပေါ့နော်။ဒါနဲ့စုံစမ်းစစ်ဆေးရေးမှုတွေကဒီတိုင်းတော့မယုံဘူး။အပေါ်ယံမြင်ရတာနဲ့တကယ်ဖြစ်ပျက်ခဲ့တာကမတူနိုင်ဘူးဆိုတာကိုသူတို့ညားလဲထားတယ်။ဒီတော့ဓမြမှုပုံစံပေါအောင်ဖန်တီးထားတာလားတကယ်ပဲပစ္စည်းတွေ ပျောက်သွားပြီးတော့တကယ်ပဲဓမြတိုက်ခံခဲ့ရတာလားဆိုတာကိုသူတို့တွေအတီးပြုတ်ဖို့လိုအပ်လာတယ်။အဲလုံထုံးလုံးကြီးအရာ cruise နဲ့ပေါ့နော်အဲသူ့ရဲ့ဇနီးတဲ့အခင်းဖြစ်ပွားရဲ့အချိန်မှာဘယ်ကိုရောက်နေလဲပေါ့အဲသူတို့ပြောတဲ့နေရာမှာသူတို့ကိုတွေးရှိခဲ့ရတဲ့အလီဘိုင်တွေကိုလည်းသူတို့ကစစ်ဆေးရတယ်။အဲဒီနောက်မှာတော့ရဲရီရဲ့အာယုံကအသက်ရှင်ကြံနေရစ်တဲ့ဂျင်နီရဲ့အခန်းစီကိုရောက်သွားတယ်။တဘောက ဒီအခင်းဖြစ်ပေါ်တဲ့အချိန်မှာဂျင်းနီပြောတဲ့သူပုန်းနေတယ်ဆိုတဲ့အခန်းကိုရောက်သွားတာအခန်းကရှုပ်ပွားနေပြီမဲ့တေချာကြည့်မယ်ဆိုရင်တော့မတင်ငါစရာတွေကိုတွေ့ရတယ်အပစ္စည်းတွေကိုမှွေနောက်ရှာဖွေထားတယ်ဆိုတာထက်တမင်တက်တက်ပေါ့နော်ရှုပ်ပွားနေအောင်ဖန်တီးထားတဲ့ပုံပေါက်နေတယ်အိမ်ပတ်ဝန်းကျင်ကိုဆက်ပြီးတော့ရှာဖွေတဲ့အခါမှာတော့တက်တေကံပစ္စည်းတွေကိုတွေ့လာရတယ်အိမ်ရှိတကားအပြင်ဘက်နာမှာ တရခံဝစ်စင်ခဲ့တယ်လို့ယူဆရတဲ့သွေးပေနေတဲ့အချက်အင်းကြီးတစ်ထည်နောက်ထပ်မီတာ100လောက်အကွာရေမြောင်းထဲမှာတော့သွေးပေနေတဲ့ဘောင်းမီနဲ့အတွင်းခံတွေကိုထည့်ထားတဲ့ plastic အိတ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကဘာလို့ပြသနေလဲဆိုတော့တရခံကတက်တဲ့အထောက်အထားတွေကိုဖျောက်ဖျက်ဖို့စ조사ခဲ့တယ်ဆိုတာပါပဲ။အိမ်ထဲမှာလည်းရက်ဆက်မှုရဲ့တက်သေးတွေကကြံနေရစ်ပါသေးတယ်။လက်ကင်ရိုးကျိုးနေတဲ့သွေးပေနေတဲ့အတားတစ်ချောင်းရဲ့ ကွဲခြားနေတဲ့ပလင်းကွဲတွေနဲ့ကျမ်းမြင်ပေါ်ကသွေးရိုင်ကြီးတွေဒါတွေအပြင်တူဘေ့စ်ဘောရိုက်တန်နဲ့ဓမာကြီးတလက်ကိုပါသူတို့တွေရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီလောက်ရက်ဆက်ကြမ်းကြုတ်တဲ့လူသက်မှုကြီးကတံမှန်ဓမြတိုက်မှုတစ်ခုမဟုတ်ဘူးဆိုတာပို့ပြီးတော့တေချာလာပါတော့တယ်။အိမ်ထဲမှာတွေ့ရတဲ့ပစ္စည်းတွေအားလုံးကသွေးတွေပေးကြနေပြီးတော့လူသက်လက်နက်တွေအဖြစ်အသုံးပြုခဲ့တယ်လို့ယူဆရတယ်။မှုခင်းဆေးပညာရှင်တွေက အခင်းဖြစ်ပွားတဲ့နေရာက သွေးကွက်တွေကိုတေချာစစ်ဆေးကြည့်တဲ့အခါမှာတော့ထိတ်လန့်စရာအချက်တွေကိုတွေ့ရှိခဲ့ရတယ်သူတို့ရဲ့သုံးသက်ချက်အရဆိုရင်တော့အမကြီးဖြစ်တဲ့ဝင်းကအရင်ဆုံးအသက်ခံခဲ့ရတာဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့သွေးကတော်တော်များများက၆နေပြီဖြစ်တယ်လို့ခန္ဓာကိုယ်မှာလည်းတောင့်တင်းလာတဲ့လက္ခဏာတွေကိုသူတို့စပြီးတော့တွေ့နေရတယ်။ဆန့်ကျင်ဘက်အနေနဲ့မောင်လေးဖြစ်သူလူဝိစ်ရဲ့သွေးကတော့အဲ့လိုမဖြစ်သေးဘူး။ဒါကိုကြည့်ချင်းအဖြစ်လူဝိစ်ကအမဖြစ်သူ အသက်ခံရပြီးမှနောက်ထပ်သိပ်မကြခင်မှာအသက်ခံခဲ့ရတာဖြစ်ပုံရပါတယ်။အဲဒီ user chat တွေကိုပို့ပြီးတော့ခိုင်မာစေခဲ့တာကတော့သူတို့ရဲ့ခန္ဓာကိုယ်အနေအထားတွေ။ Louis ရဲ့ခြေထောက်တွေလက်တွေကဆိုရင်ကြိုးထုတ်ခံထားရပြီးမြင် Win ကိုတော့မတုတ်ထားဘူး။ဒါကဘာလို့ပြသနေလဲဆိုတော့ Win ကရုတ်တရက်ပေါ့နော်။ခြုံခုံတိုက်ကြိုက်ခံလိုက်ရတာဖြစ်ပြီးတော့ချက်ချင်းသူ့ရဲ့အသက်ကိုတေဆုံးအောင်လှုပ်လိုက်တဲ့ပုံပါပဲ။ Louis ကိုတော့ခုခံမှု မလုံနိုင်အောင် အရင်ဆုံးဖမ်းချုပ်ထားပြီးမှလူဝစ်ရဲ့အသက်ကိုအခုလိုမျိုး တိုက်ခိုက်ခဲ့တာဖြစ်နိုင်ပါတယ်။အခင်းဖြစ်တဲ့နေရာမှာတွေ့ရတဲ့လက်နက်တွေကလည်းစုံစမ်းစစ်ဆေးရေးမှုတွေကိုခေါင်းရှုပ်စေခဲ့တယ်။ကျိုးနေတဲ့ဓာဓမဘေ့စ်ဘောရိုက်တန်နဲ့တူအဲ့ဒီလက်နက်တွေကအများကြီးတုံထားတာရဲ့ဒန်ယာရီရဲ့ပုံစံမတူညီတာရဲ့ကိုကြည့်ရင်တော့တရားခံကတယောက်တည်းမဟုတ်ဘူးဆိုပြီးတော့သူတို့တွေတုံ့တက်မိကြတယ်။ဒီတော့ လူးဝစ်ကိုကြိုးတုပ်နေတဲ့အချိန်မှာတပြိုင်နက်တည်းတိုက်ခိုက်ဖို့ဆိုတာတယောက်တည်းဘလို့မှ လုံနိုင်စရာမရှိဘူးလုံနိုင်ဖို့လည်းအရန်ကိုခဲရင်လွန်လာတယ်ပို့ပြီးတော့ထူးဆန်းတာကဖခင်ဖြစ်သူ cruise ကိုတိုင်ကအဲ့လက်လက်တွေအားလုံးကသူတို့အိမ်ကပစ္စည်းတွေပါဆိုပြီးတော့အတည်ပြုပေးခဲ့တာဒီတော့တရခန့်တွေကအိမ်ထဲမှာရှိပြီးသားပစ္စည်းတွေကိုလက်နက်အဖြစ်ပေါ့နော်ဆွဲယူသုံးဆွဲသွားကြတာ ။တသက်ကပစ္စည်းတွေကိုစီရင်စီရင်နဲ့နောက်ထပ်မေးခွန်းထုတ်စရာတစ်ခုလည်းပေါ်လာတယ်။အဲ့ဒါကတော့အဝိရှော့ဆက်။အဝိရှော့ဆက်ကလည်းမကြသေးခင်ကမှအသုံးပြုထားပုံရပြီမဲ့အဝိရှော့ဆက်ထဲမှာရောအိမ်ထဲမှာရောရှော့ပြီးသားအဝိစားတစ်ခုကိုမှမတွေ့ရဘူး။ဒီတော့သွေးပင်နေတဲ့အဝိစားတွေကိုရှော့ပြီးရောတက်တည်ဖြောက်ဖို့စူးစားခဲ့တာလားဆိုတာကတော့မရေရာသေးပါဘူးဒီအမှုရဲ့ရက်ဆက်လုံးမှုကြောင့် မျိုးတော်ဝင်နဲ့ဒုတိယမျိုးတော်ဝင်တို့ကဆိုရင်တရားခံဖမ်းမိဖို့ပေါ့နော်သတင်းပေးနိုင်တဲ့သူကိုစုငွေပီဆိုနှစ်သိန်းနဲ့တသိန်းအတီးတီးပေးမယ်ဆိုပြီးတော့ကြေညာခဲ့တယ်။အဲလူဒုခလည်းဒီအမှုရဲ့အမှန်တရားပေါ်ပေါက်ဖို့တောင်းဆိုမှုတွေမြင့်တက်လာခဲ့တယ်။ဒီလိုနဲ့ဒီဇင်ဘာ23ရက်နေ့မှာတော့အလောင်းစစ်ဆေးချက်အပြေထွက်လာတယ်။အပြေတွေကတော့ရင်းနှင်းစရာကောင်းတယ်။ဝင်းကြီးရဲ့ခန္ဓာကိုယ်မှာထိုးသွင်းဒဏ်ရာနဲ့ပြေရှားဒဏ်ရာစုစုပေါင်း32ချက်တွေ့ရတယ်။ အချို့တန်ရာတွေကဆိုရင်အရန်ကိုနက်လွန်းလို့ပေါ့နော်လက်မောင်းနဲ့လက်ပင်းတွေမှာတော့ ဖြစ်နေတယ်သူ့ရဲ့လက်တွေမှာဆိုရင်လည်းညိုမဲဆွဲနေတဲ့ဒဏ်ရာတွေကိုတွေ့ရတယ်ဒါကဆိုရင်သူကတေဆုံးတဲ့အထိလူသက်သမားကိုအမကြီးတယောက်အနေနဲ့ရဲရဲဝံ့ဝံ့ခုခံကာကွယ်သွားတယ်ဆိုတာကိုပြသနေတယ်မောင်လေးဖြစ်သူလူဝစ်ကတော့ဓာတ်ဒဏ်ရာ52ချက်တောင်ရှိပါတယ်။လေဘင်းပေါ်မှာလည်းအညစ်ခံထားရတဲ့ဒဏ်ရာတွေကိုတွေ့ရတယ်။အဲသူ့မှာတော့ခုခံကာကွယ်ခဲ့တဲ့ဒဏ်ရာလုံးဝမတွေ့ရဘူး။ဒါကဆိုရင်သူကြိုးတုပ်ခံထားရပြီးတော့သူဘာမှပြန်ပြီးတော့ မတုံ့ပြန်နိုင်ခင်မှာပဲအခုလိုမျိုးရရဆက်ဆက်အသက်ခံခဲ့ရတယ်ဆိုတာသိချာစေပါတယ်။ရဲတပ်ဖွဲ့ကတော့ဒါကိုဓမြတိုင်မှုမဟုတ်ဘူးဆိုပြီးတော့ပဲကောက်ချက်ချလိုက်တယ်။အခန်းတွေကမှွေနောက်ထားပေမဲ့ဝင်းကြီးအဖုံးကလွဲပြီးတော့အခြားတက်မိုးကြီးပစ္စည်းတွေဘာမှမပြောက်ဆုံးသွားဘူး။အခင်းဖြစ်ပွားတဲ့အချိန်ကြီးကလည်းနေရင်းကြောင်တောင်တောင်ကြီးဒါကြောင့်တရခံကမိသားစုနဲ့ရင်းနှီးတဲ့သူဖြစ်နိုင်နေဆိုပြီးတော့ယူဆကြတယ်။အဲ့ဒီအချိန်မှာပဲအွန်လိုင်းပေါ်မှာလည်းကောလာဟာလာတွေပြန့်နှံ့လာတယ် တိန်လုံးကအသက်ခံရပြီးတော့လေသူတယောက်တည်းအသက်ရှင်ကြံ့ရင်နေခဲ့တဲ့မွေးစားသမီးချင်းကြီးကိုလူတွေကတန်တရားဝင်လာကြတာအိမ်တကားတွေကလည်းအတွင်ကနေလောကြထားတယ်လက်နက်တွေကလည်းအိမ်ထဲကပစ္စည်းတွေဖြစ်နေတာကြောင့်ဂျီနီကဆိုရင်အဲ့ဒီအမှုမှာပါဝင်ပတ်သက်နေမလားဆိုပြီးတော့ပြောဆိုလာကြတယ်အဲတချို့ကဆိုလို့ရှိရင်လည်းဂျီနီကိုချိန်ချောက်ထားတွေတောင်ရှိလာတယ်ဒီလိုမျိုးလူဒုဖိအားတွေများလာတဲ့အခါမှာတော့ရဲတွေကဂျင်းနီကိုခေါ်ပြီးတော့စစ်ဆေးခဲ့ရပါတော့တယ် ဂျီနီပြောပြတဲ့ထွက်ဆိုချက်ကတော့ဒီလိုအဲ့ဒီနေ့ကလေသူနဲ့ဝင်းကအပေါ်တက်မှာအခန်းမှာစာလုံးနေတော့မှာလူးဝစ်ကအောက်ထက်အခန်းမှာရှိနေတယ်။ရုတ်တရက်ပေါ့နော်။လူးဝစ်ရဲ့အော်ဗန်ကြားလို့သူတို့စဉ်းကြည့်တဲ့အခါမှာလူစိမ်း၃ယောက်ကအိမ်ထဲကိုဝင်လာပြီးတော့လူးဝစ်ကိုတိုက်ခိုက်နေတာကိုမြင်လိုက်ရတယ်။အဲဒီနောက်မှာလူသက်သမားတွေကဝင်းဘက်ကိုလှည့်သွားတဲ့အတွက်ဂျင်နီကကြောက်လန့်ပြီးတော့သူအပေါ်တက်ကိုပြေးတက်တယ်။အခန်းထဲကိုဝင်ပြီးတော့တကားပိတ်ပြီးတော့ဂရင်အောက်မှာပုန်းနေတာတဲ့။ နောက်ပြီးတော့ तू ကအတန်ထွက်သွားမအောင်ကြောက်လို့ရဲကိုလည်း तू ဖုန်းမဆက်ရဲခဲ့ဘူး။အဲဒါပေမဲ့ तू ကမိသားစုရဲ့ group chat ထဲမှာတော့အမေကဲပေါင်းဆိုပြီးတော့စားပုတ်ခဲ့တယ်။စားပြန်မရောက်လာတဲ့အခါမှာတော့ Jenny က Facebook ပေါ်မှာခဲကြပါအောင်နဲ့အိမ်ထဲမှာလူတွေရောက်နေလို့တမိမသေးခြင်းသေးဘူး။အခန်းထဲမှာပုံနေပါတယ်ဆိုပြီးတော့ state တင်ခဲ့တယ်။ဒါပေမဲ့လူသက်သမားတွေက तू ဒီလိုမျိုး ရေးပြီးတော့တင်အောင်မြင်သွားမှာဆိုလို့ဆိုပြီးတော့သူ့ရဲ့ post ကိုချက်ချင်းပြန်ဖြတ်လိုက်တယ်လို့ तू ကပြောတယ်။နောက်ပြီးတော့ သူ့ရဲ့အမေကသူ့ကိုဖုန်းပြန်ခေါ်ရတယ်ပေါ့နော်ဒါပေမဲ့သူဖုန်းကစကားပြောရင်အတန်ထွက်သွားမှဆိုလို့သူဖုန်းကိုမကင်ရဲလို့မကင်ခဲ့ဘူးဒီလိုကနေပြီးတော့သူကဖုန်းကို silent လုပ်ပြီးတော့လေအဲ့ဒီအိမ်ကြီးတစ်ခုလုံးကတိတ်ဆိတ်သွားတဲ့အထီကိုအဲ့ဒီဂရင်အောက်မှာပဲဆက်ပြီးတော့ပုန်းနေခဲ့တယ်ဆိုပြီးတော့ဂျင်နီကထွက်ဆိုခဲ့တယ်အဲ့တော့ဂျင်နီရဲ့ဒီထွက်ဆိုချက်ကတကယ်ရောဖြစ်နိုင်မှာမလားဒါမှမဟုတ်ရင်နားထောင်နေသူတွေထင်တယ်လို့ပဲကြွယ်ဝတ်ထားတာတွေရှိနေအောင်မလား ဂျီနီရဲ့ trust ဆိုချက်တွေထဲမှာအထူးစံဆုံးနဲ့လူတိုင်းကိုပါဇက်အဟောင်းသားဖြစ်စေခဲ့တာကတော့အခင်းဖြစ်ဖြစ်ချင်းမှာသူ့လုပ်တဲ့လုပ်ရပါပဲအဲ့လောက်သူ့ရဲ့တခြားမိသားစုဝင်တွေပေါ့နော်အခုလိုမျိုးဖြစ်ပွားနေပြီးတော့တိတ်ဆုံးသွားတဲ့အချိန်မှာသူက သူ့စိတ်ကိုသူစိတ်တည်ငြိမ်အောင်ဆိုပြီးတော့ရေချိုးတယ်လေနောက်ပြီးတော့အဝတ်စားတွေလဲတယ်ဆိုပြီးတော့သူကပြောဆိုခဲ့တာဒါကြောင့်လဲ cruise အိမ်ပြန်ရောက်တဲ့အချိန်မှာသူကရေချိုးပြီးကစတန်တန်ပြင်းပြန်လေးဖြစ်နေတာဒါပေမဲ့ ူ့ရဲ့လုပ်ရက်ကြီးကတန်မှန်လူတယောက်ရဲ့အပြုအမူဟုတ်နိုင်ပါမလားဒါရင်မကသေးဘူးသူပြောတဲ့အဖြစ်ပြက်တွေနဲ့မှုခင်းစေးပညာစေးစစ်ချက်တွေကတောင်နဲ့မြောက်လိုမျိုးလွဲနေတယ်ဂျီနီယာပြောတော့သူ့ရဲ့မောင်လေးဖြစ်သူလူးဝစ်က အရင်ဆုံးပေါ့နော်အသက်ခံရပါတယ်လို့သူကပြောတာဒါပေမဲ့စစ်စစ်ချက်အရတော့အမဖြစ်သူဝင်းကအရင်ဆုံးအသက်ခံခဲ့ရတာဒီကွဲလဲချက်တွေကရဲရီကိုပို့ပြီးတော့တန်တရားဝင်စေခဲ့တယ်ဒါနဲ့ ရဲတွေကဂျီနီရဲ့ထွက်ဆိုချက်တွေကိုအစားကနေပြန်ပြီးတော့စစ်ဆေးတယ်။အဲအဲ့ဒီအချိန်မှာတော့ဂျီနီကိုမွေးစားထားတဲ့ဒီဖခင်ဖြစ်သူခရုစ်ကလည်းအချက်လက်အချို့ကိုထပ်ပြီးတော့ဖြည့်ဆွပြီးတော့ပြောပြခဲ့တယ်။အခင်းဖြစ်တုန်းကသူဂျီနီရဲ့ဖုန်းကိုခေါ်တယ်။အဲ့ဒီအချိန်မှာဖုန်းကဝင်နေတယ်ဒါပေမဲ့မကင်ဘူးဆိုပြီးတော့ cruis ကပြောတယ်အဲဂျီနီကကြတော့အစတုန်းကဖုန်းအားကုန်နေလို့ပါဆိုပြီးတော့သူကပြောထားတာအခုကြတော့ ူရေချိုးနေလို့လဲသူ့ရဲ့ဒီမွေးစားအဖေဖုန်းခေါ်တာကိုမကြားတာပါဆိုပြီးတော့စကားကိုပြန်ပြင်ပြီးတော့ထွက်ဆိုခဲ့တယ်။နောက်ထပ်ထိတ်လန့်စရာကောင်းတဲ့အချက်ကတော့လက်နက်လူတက်ရမှာတုံးခဲ့တဲ့ဘေ့စ်ဘောရိုက်တံကတကယ်တော့လူးဝစ်ရဲ့ဒါပစ္စည်းလေးပေါ့နော်အဲ့ဒီရိုက်တံကိုဂရင်နှစ်ထပ်ရဲ့အပေါ်မှာထားလေးရှိတယ်။အဲအဲ့ဒီအပေါ်ဓာတ်ကဂျီနီအိတ်တဲ့နေရာပြီးတော့2 ခရုစ်ကဆိုရင်အဲ့တူကိုသူအိမ်ပြင်ဖို့ပေါ့နော်အသုံးပြုပြီးလို့ရှိရင်အဝိရှော်ဆက်ရဲ့အနောက်မှာပဲအများတန်းဖွက်ထားလိရှိတာအဲ့နေရာကိုတည်တာဆိုလို့ခရုစ်ရဲ့ဝင်းညင်ဂျင်းနီရဲ့အဲ့၃ယောက်ပဲရှိတာဒီတော့ဒါကဘာကိုပြနေလဲဆိုတော့တရခန်ကဒီအရင်ဖြစ်စည်းထားသူပုံနဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုဥမချီးခါမကြံတည်နေတဲ့သူဖြစ်နေတယ်ဆိုတာပါပဲနောက်ထပ်သက်သေတယောက်ကတော့ delivery man ပစ္စည်းပို့တဲ့သူ အိမ်နီးချင်းက Crooks ကိုဖုန်းမဆက်ခင်16မိနစ်အလိုလောက်မှာသူက Cruise တို့အိမ်ရှိကိုရောက်ခဲ့တာအဲသူအိမ်ထဲကလူတွေကိုခေါ်ပေမဲ့တယောက်မှထွက်မလာဘူးလို့သူကပြောတယ်။ဒါနဲ့လေသူကတကားကြားနေပြီးတော့သူအိမ်ထဲကိုကြည့်လိုက်တော့မိန်းကလေးတယောက်ကသူ့ကိုချောင်းကြည့်နေတာကိုမြင်လိုက်ရပြီးတော့ရုတ်တရက်ပေါ့နော်အဲ့ဒီမိန်းကလေးကပျောက်ွယ်သွားတယ်ဆိုပြီးတော့သူကဆိုတယ်။နောက်ပြီးတော့အိမ်တကားမကြီးကလည်းအတွင်းကနေလော့ချထားတာ။ဒီတော့အတင်းဖြက်စီဝင်ရောက်ထားတဲ့လက္ခဏာလည်းလုံးဝမရှိဘူး။ဒါဆိုရင်တော့ ိမ်ထဲကလူ ਆ ပဲတကားဖွင့်ပေးမှာပဲအပြင်ကလူကဝင်လို့ရမှာဒီတော့ဒီအိမ်မှာရှိရလူတွေထဲမှာအသက်ရှင်ကြံ့ရင်းနေတဲ့သူက၃ယောက်ပဲရှိတယ်။အဲ့၃ယောက်မှာမှာအဖေဖြစ်သူ Cruise နဲ့အမေဖြစ်သူ Ila ကအဲ့ဒီအခင်းဖြစ်ပွားတဲ့အချိန်မှာအိမ်မှာမရှိဘူး။ကျန်နာဆိုလို့အခင်းဖြစ်ပွားတဲ့နေရာမှာရှိတဲ့ဂျင်းနီပဲရှိတာ ဒီလိုနဲ့ဖိလစ်ပိုင်ဥပဒေအရတော့ဂျီနီကအသက်16နှစ်ပဲရှိသေးတဲ့အတွက်အရွယ်မရောက်သေးတဲ့သူဖြစ်နေတယ်။ဒီတော့ခိုင်လုံတဲ့တက်သေးမရှိဘူးဆိုရင်ဖန်စီပေါ်အခက်ခဲတဲ့အတွက်ရဲတွေကဂျီနီကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနဖြစ်တဲ့ DSWD ရဲ့စောင့်ကြည့်မှုအောက်မှာပဲခဏထားလိုက်ရတယ်။ ရရီကတော့ဂျင်နီပြောသလိုပေါ့နော်အဲတခြားသူတွေကိုလိုက်ပြီးတော့ဆက်လက်စုံစမ်းနေဒီလိုနဲ့ဒီဇင်ဘာ15ရက်နေ့မှာတော့လူသက်လက်နက်တွေပေါ်မှာဂျင်နီရဲ့လက်ဝေရာတွေကိုတွေ့ရှိခဲ့ရတယ်အဲအခက်တွေ့နေရတခုကသူကအိအိမ်ကပေါ့နော်အိမ်သားဖြစ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးတွေးရှိပေမဲ့ဒါကသူလူသက်ပါတယ်ဆိုတော့ခိုင်လုံနဲ့တက်သေးတော့မဖြစ်နိုင်သေးဘူးဒီလိုကနေပြီးတော့အမှုရဲ့အလဲအပြောင်းဖြစ်သွားတာကတော့ မွေးစားမိခင်ပေါ့နော်ဒီမိခင်ဖြစ်သူအီလာကဂျီနီရဲ့အခန်းကိုစစ်ဆေးလိုက်တဲ့အချိန်မှာဒီအမှုရဲ့အလက်အပြောင်းဖြစ်ခဲ့တာအခန်းထဲမှာကိုဗစ်ကာလာတုန်းက connect tracing site ရဲ့ကိုတွေ့လိုက်ရတယ်ဒါပေမဲ့ဂျီနီရဲ့နာမည်နဲ့မဟုတ်ဘူး Esmarado Sanilo Junior ခေါ် Eldo ဆိုတဲ့နာမည်နဲ့ဒီ Eldo ဆိုတဲ့ကလေးကအသက်16နှစ်အရွယ်ဖခင်ကြောင့်ကောင်းလေးတယောက်ဂျီနီနဲ့ကမိဘမဲ့ခေယာမာတုန်းကသူတို့တွေကတီးခဲ့ကြတာ နောက်ပြီးတော့မြင့်မြင့်တက်သေးတွေကလည်းအခင်းဖြစ်ပွားတဲ့နေ့မတိုင်ခင်ကပေါ့နော်အဲဂျင်းနီကိုလည်းအိမ်နားမှာကောင်းလေးတယောက်ကလာပို့တယ်ဆိုပြီးတော့မြင်ခဲ့တယ်လို့အခင်းဖြစ်တဲ့နေ့မနက်ပိုင်းမှာဆိုလို့ရှိရင်လေဂျင်းနီတို့အိမ်ကဘယ်နားမှာလဲဆိုပြီးတော့လမ်းမင်းနေတဲ့ကောင်းလေးတယောက်ကိုတွေ့ခဲ့တယ်ဆိုပြီးတော့ထွက်ဆိုကြတယ်ဒါနဲ့အဲ့ဒီလူတွေကိုဓပုံပြလိုက်တဲ့အခါမှာတော့အဲ့ဒီကောင်လေးက L2 ဖြစ်တယ်ဆိုပြီးတော့အတီးပြုတ်နိုင်ခဲ့တယ် နောက်ဆုံးမှာတော့ဒီဇင်ဘာ16ရက်နေ့2021ခုနှစ်မှာဂျင်နီက သူ့ရဲ့ရှေ့နေ ရှေ့မောက်အရှိမပဲအရာအလုံးကိုဝန်ခံလိုက်ပါတော့တယ်။ဝင်းနဲ့လူးဝစ်ကိုတတ်ဖြတ်တဲ့အမှုမှာသူပါဝင်ပတ်သက်ခဲ့ကြောင်းသူ့ရဲ့အသက်21နှစ်အရွယ်ချစ်သူကောင်းလေးရဲ့တငယ်ချင်းဖြစ်သူအယ်ဒိုရဲ့ပေါင်းပြီးတော့ဒီယာဇဝိမှုကိုကျူးလွန်ခဲ့ကြောင်းဖွင့်ဟဝန်ခံခဲ့ပါတယ်။ဒီတော့လူတက်ရတဲ့အကြောင်းရင်းကလည်းမနာလိုဝင်တုံမှုလို့သူကပြောတယ်။ဒီတော့ဒီအကြောင်းကိုကြားရတဲ့သူတိုင်းကအယံကို ဝန်းနေသွားစီခဲ့တယ်ပေါ့နော်မိဘမဲ့ခရယာကြီးမှာကြီးပြင်းခဲ့တဲ့ဂျင်းကြီးကမွေးစားမိဘတွေစီကမြစ်တာတွေကိုအပြေးဝလိုချင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့အမြင်မှာတော့မိဘတွေကတာရင်သမီးရင်းတွေဖြစ်တဲ့ဝင်းနဲ့လူဝစ်ကိုပို့ပြီးတော့ချစ်ကြတယ်ပို့ပြီးတော့ဂရုစိုက်ကြတယ်ဆိုပြီးတော့သူကသူ့အသူခံစားရတာဝင်းနဲ့လူဝစ်သာမရှိရင်တဲ့သူကမက်ကွတ်မိသားစုရဲ့တူဦးသီးသောသမီးဖြစ်လာမယ်ဒီတော့မိဘတွေရဲ့အချစ်နဲ့ဂရုစိုက်မှုတွေအားလုံးကိုသူတယောက်တည်းပိုင်ဆိုင်ရလိမ့်မယ်ဆိုတဲ့လောဘစိတ် မနာလိုစိတ်တွေနဲ့ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့အစီအစဉ်ကိုရွေးဆဲခဲ့တာပဲဖြစ်ပါတယ်။မိဘမဲ့ဂေယာကနေပြီးတော့အခုလိုနှွေးထွေးတဲ့အိမ်တလုံးကိုရောက်လာခဲ့ပြီးမြဲသူရဲ့နှလုံးသားထဲမှာတော့အမောင်ထူးကအကွယ်ပြောက်မသွားခဲ့ဘူး။ဒီဇင်ဘာ16ရက်နေ့မှာတော့ဂျီနီကရဲတပ်ဖွဲ့ကိုတရားဝင်ဝန်ခံချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ထွက်ဆိုချက်တွေကရှေ့နောက်မညီဦးဖြစ်နေသေးပေမဲ့အဲ့ဒီဝန်ခံချက်ကပဲရဲတွေကိုအလုတ်တွင်ကျွဲသွားစေခဲ့တယ်။ရဲတပ်ဖွဲ့ကကြံရပါလို့ယူဆရတဲ့ Esmeraldo ကို Aldo ချက်ချင်းပဲခြေရခံနိုင်ခဲ့ပြီးတော့ Aldo ကိုယ်တိုင်ကလည်းရဲစခန်းမှာလာရောက်အဖမ်းခံပြီးတော့သူ့ရဲ့ပါဝင်ပတ်သက်မှုကိုဝန်ခံခဲ့တယ်။မူကင်းစေးပညာစေးစစ်ချက်တွေအရာရေမြောင်းထဲမှာစွန့်ပစ်ထားတဲ့အဝတ်အစားတွေပေါ်ကသွေးက Aldo ရဲ့သွေးတွေဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့တော့ဂျီနီယောအယ်ဒိုယောကအရွယ်မရောက်သေးတဲ့သူတွေဖြစ်နေတဲ့အတွက်ဖိလစ်ပိုင်ဥပဒေအရတော့သူတို့နှစ်ယောက်စလုံးကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနရဲ့ထိန်းသိမ်းစောင့်ကြည့်မှုအောက်မှာပဲထားရှိခဲ့ရပါတယ်အဲ့ဒီနေ့မှာပဲဒီလူတက်မှုနဲ့တော့ဓာတ်ရိုက်မသက်ဆိုင်တဲ့မွေးဇေဝအမှုတစ်ခုနဲ့အသက်16နှစ်အရွယ်ကောင်လေးတယောက်ကိုဖမ်းမိခဲ့တယ်။အထူးခြားတာကအဲ့ဒီကောင်လေးစီမှာအသက်ခံရတဲ့ဝင်းညက်ပြောက်ဆုံးနေတဲ့ဖုန်းကိုတွားပြီးတော့တွေ့ခဲ့တာ။ရဲတွေစစ်ဆေးကြည့်လိုက်တော့မှဂျင်းနီက ရဲရီတန်တရားဝင်လာမှာဆိုလို့ဆိုပြီးတော့ဖုန်းကိုသူကိုယ်ရန်မဖြက်စည်းပဲနဲ့အယ်ဒိုကိုပေးပြီးတော့ရောင်းခိုင်းခဲ့တာလို့သိရတယ်။အယ်ဒိုကအဲ့ဒီကောင်လေးစီကိုပြန်ပြီးတော့ရောင်းခဲ့တာ။ဒါပေမဲ့ဖုန်းကရေဝင်ပြီးတော့ပြက်စည်းနေပြီဖြစ်တဲ့အတွက်ကြောင့်အထက်ကအချက်လက် data တွေကိုတော့ပြန်ပြီးတော့ယူလို့မရတော့ပါဘူး။ဒီအမှုမှာမဖြည့်ရှင်းနိုင်သေးတဲ့ပုံစံတစ်ပုတ်လည်းကြံရစ်နေပါသေးတယ်။အဲ့ဒါကတော့ဂျီနီထွက်ဆိုတဲ့အထဲမှာပါတဲ့အသက်22နှစ်အရွယ်ရီးစားဆိုတဲ့သူပါ။ အဲ့တော့အဲ့ဒီလူကဘယ်သူမှန်းလဲမသိရသလို ဖန်ဆီးရမိခြင်းလည်းမရှိဘူးဂျင်းနီရဲ့ trust ဆိုချက်တွေကလည်းအမျိုးမျိုးပြောင်းလဲနေတဲ့အတွက်ကြောင့်ရဲတွေကတော့သူပြောတဲ့ဒီရီးစားဆိုတဲ့လူကဂျင်းနီစိတ်ကူးနဲ့ဖန်တီးထားတဲ့ဇက်ကောင် အတုပဲဖြစ်လိမ့်မယ်လို့ယူဆခဲ့ကြတယ်အဲအချို့တွေခံမှန်းခဲ့ကြတာကတော့တကယ်တမ်းဖြစ်ပျက်ခဲ့တာက ဂျင်းနီဝန်ခံထားတာထက်ပိုပြီးတော့ရက်ဆက်ကြမ်းကြုတ်နိုင်ပါတယ်အမှုပြီးသွားတဲ့နောက်ပိုင်းမှာဂျင်းနီကိုမွေးစားထားတယ်ပေါ့နော်ဒီမွေးစားမိခင်ဖြစ်သူအီလာကမီဒီယာတွေကိုဖွင့်ဟပြောပြလာတယ်ပြန်ပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုရင်လက်သတိထားစရာအချက်တွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကတော့သူတို့မိသားစုကသတိမထားမိလိုက်ကြဘူး မက်ကွတ်မီသားစုနဲ့ဂျီနီတို့ဆက်ပြီးတော့တွေ့ဆုံခဲ့တာက2020ခုနှစ်တုန်းကဂျီနီကအီလာရဲ့တငယ်ချင်းရဲ့အိမ်မှာအိမ်ဖော်လုပ်နေတာအဲအဲ့ဒီအိမ်ကိုသူတို့သွားလည်ရင်းနဲ့သူ့ရဲ့သမီးဖြစ်သူဝင်းနဲ့ဂျီနီတို့ကခင်မင်သွားတယ်ဆာလဲတော်ပြီးတော့စိတ်ထားပြေးသွားတဲ့ဝင်းကဂျီနီကိုသူစာတင်ပေးရင်းနဲ့တန်ရောစင်တွေ့ခဲ့တယ်နောက်ပြီးတော့ဂျီနီက သူ့ဘဝမိဘမဲ့ပေါ့နော်မိဘနှစ်ပါးစလုံးကလည်းတည်ဆုံသွားပြီသူအရန်ဆင်းရဲလွန်းလို့သူကြောင်တက်ချင်ရဲနဲ့အခုလိုအလုပ်လုပ်နေရတာပါဆက်သဖြစ်ပေါ့ဒရမာဆန်ဆန်နေပြောပြတဲ့အခါမှာဝင်းကအရန်တနာသွားခဲ့တယ်အဲနောက်ပြီးတော့အသက်၈နှစ်ပြည့်ပြီဆိုရင်လည်းအစိုးရထောက်ပံ့ကြေးလဲသူရတော့မှာမဟုတ်ဘူးဆိုပြီးတော့ဂျင်နီကငိုပြတော့စိတ်ထားဖြူစင်တဲ့ဝင်းကသူ့ရဲ့မိဘတွေကိုဂျင်နီကိုမွေးစားဖို့နပုနဆာလုပ်တယ် မိဘတွေကအစပိုင်းမှာတော့တော့တွန်းဆုံနေတယ်ဒါပေမဲ့တမိဖြစ်သူရဲ့စိတ်ဆန္ဒကိုသူတို့လည်းမလွန်ဆန်နိုင်ဘဲနဲ့2021ခုနှစ်ဇွန်လလလူသက်မှုမဖြစ်ခင်9လအလိုမှာဂျင်းနီကိုသူတို့မိသားစုကတရားဝင်မွေးစားခဲ့ကြတာမွေးပွေးကိုကပိုက်ပိုက်မိမှန်သူတို့မသိခဲ့ကြဘူးအစပိုင်းမှာတော့အဆင်ပြေတယ်ဒါပေမဲ့မွေးစားပြီးတော့တလအကြာဩဂတ်မှာစပြီးတော့ပြဿနာတက်တယ် မိခင်ဖြစ်သူအီလာရဲ့မိဘတွေကိုဗစ်ဖြစ်လို့ဆေးရုံတက်ရတော့အဲသူတို့ရဲ့အိမ်မှာအရေးပေါ်တုံးဖို့ပတ်စံတပေါင်းထားထားတယ်။အဲ့ဒီပတ်စံတပေါင်းပျောက်သွားတယ်။အဲဂျင်နီကတော့တကိုးဝင်ကိုတာလေသူမယူဘူးဆိုပြီးတော့ညင်းတယ်။နောက်နေ့ကျတော့ဂျင်နီရဲ့ကြောင်းလွယ်အိတ်ကိုသူတို့ဆစ်လိုက်တော့အိတ်ထဲမှာပတ်စံကိုတွေးလိုက်ရတယ်။အဲ့ဆစ်ဆေးမင်းမြန်တော့မှာဂျင်နီကသူယူမိပါတယ်ဆိုပြီးတော့ဝန်ခံနေပြောရရင်တော့ဒါကြီးမားတဲ့လိန်လယ်မှုကြီးပေါ့နော်ဒါပေမဲ့မိသားစုကခွင့်လွှတ်ပေးခဲ့တယ်အထူးသဖြင့်ဝင်းက ဘာပြောလဲဆိုတော့အဂျီနီကလည်းသူ့ရဲ့ငယ်ဘဝကလေးကပေါ့နော်ဆင်းရဲပြီးတော့ရုန်းခန်ခဲ့ရလို့ဒီလိုမျိုးအချင်းပါနေတာနေမှာပါလေနောက်တစ်ချိန်အခွင့်အရေးပေးလိုက်ပါဆိုပြီးတော့ဂျီနီရဲ့ရှေ့ကနေပြီးတော့သူကကွယ်ပြီးတော့ပြောပေးခဲ့ရှာတာအဲအဲ့ဒီနောက်ပိုင်းဂျီနီအချင်းတွေဆပြီးတော့ပြက်လာတယ်အိမ်မှုကိစ္စတွေလည်းသူမလုပ်တော့ဘူးသူ့ကိုပြောလိုက်မယ်ဆိုလို့ရှိရင်တော့သူကတောင်းပန်ပါတယ်ပဲပြော ပြီးတော့ ရှေ့ဆက်ဘာမှလည်းပြုပြင်ပြောင်းလဲခြင်းမရှိဘူးအအစိုးဝါဆုံးနဲ့ကြက်တီထားစရာအကောင်းဆုံးကတော့လူသက်မှုဖြစ်မဲ့မနက်ခင်းမှာဂျင်းနီကမွေးစားမိဘတွေဖြစ်တဲ့ cruise နဲ့ ila ကို အဖေနဲ့အမေဆိုပြီးတော့ပထမဆုံးအကြိမ်ခေါ်ခဲ့တာကြည့်ရတာဂျင်းနီရဲ့စိတ်ထဲမှာသူပြစ်မှုကျွန်းလွန်တော့မယ်ဆိုပြီးတော့သူ ဆုံးဖြတ်ချက်ချပြီးလို့ပေါ့နော်အခုလို့ခေါ်ခဲ့တာလားတော့မသိဘူးစုံစမ်းစစ်ဆေးမှုတွေနှက်ဆိုင်လာတဲ့အခါမှာတော့ဂျင်းနီကအစကတည်းကလိန်ညာနေခဲ့မှန်ပေါ်လာတယ် ူကလည်းမိဘမဲ့တယောက်လည်းမဟုတ်ဘူးသူရဲ့မိဘတွေကအသက်ရှိထင်ရှားရှိနေသေးတယ်နောက်ပြီးတော့ဒီအမှုကဆိုရှယ်မီဒီယာမှာပြန့်သွားတဲ့အခါမှာတော့ကိုရီလိုပေါ့နော်အရန်ဆက်စုစိန်နေလို့ပြောရမလားဒီ online စုံထောက်တွေကဂျင်းနီရဲ့နောက်ကျောင်းတွေကိုတူးဖော်ကြရင်းနဲ့2013ခုနှစ်တုန်းကပျောက်ဆုံးတွေရဲ့ကလေးကိုရှာဖွေခြင်းဆိုတဲ့ကြော်ညာဟောင်းလေးတစ်ခုကိုသူတို့တွေ့လိုက်ရတယ်အဲ့ဒီတုန်းကဆိုရင်လေအသက်9နှစ်10နှစ်အရွယ်ကောင်မလေးတယောက်ကိုလှေတစင်းရဲ့ပေါ်မှာတယောက်တည်းတွေ့လို့ အဲ့ရလူတွေကခေါ်ပြီးတော့မေးတော့ဘာမှမမှတ်မိဘူးဆိုပြီးတော့ပြောတဲ့ကလေးမလေးကဂျင်နီလို့သိရတယ်။အဲ့တုန်းကဆိုရင်ဂျင်နီရဲ့မိဘတွေကလောင်ကစားရေးဆွဲအိမ်အောင်တွေကွဲပြီးတော့မိသားစု ပြိုကွဲနေတဲ့အချိန်မှာဂျင်နီကအခုလိုတက်ရောက်သေးပေါ့နော်။သူအာရောက်သွားပြီးတော့အဲ့ရနေမှာတဆင့်သူကမိဘမဲ့ကီယာကိုရောက်သွားတာ။တကယ်တော့မက်ကွက်မိသားစုကသူ့ကိုမမွေးစားခင်2020ခုနှစ်လောက်ခရဲကဂျင်နီကသူ့ရဲ့မိဘအရင်းတွေနဲ့ပြန်ပြီးတော့တွေ့ပြီးသား ဒါပေမဲ့သူ့ရဲ့မိဘတွေကဆင်းရဲလွန်းလို့သူ့အတွက်ဘာအကျိုးမှမရှိဘူးဆိုပြီးတော့ဂျင်နီကအဆက်အသွယ်သူ့ကိုယ်တိုင်ဖျက်ပစ်ခဲ့တာကန်ဂျမာရဲ့လောင်ပြောင်မှုလို့ပဲပြောရမလားမသိဘူးဝင်းနဲ့လူးဝစ်တို့ရဲ့ဇာပနမှာဂျင်နီရဲ့မိခင်အရင်းကလာရောက်ပြီးတော့ဝန်ထဲကြောင်ဆူတောင်းပေးခဲ့ပါသေးတယ်ဂျင်နီရဲ့မိခင်အရင်းကတော့တကယ်ကိုပဲပေါ့နော်သူ့ရဲ့စိတ်ထဲက ဝမ်းနေလို့ပဲသူကအပြင်မှာငိုယိုပြီးတော့တောင်းမှန်နေခဲ့ရတယ်။အခရုစတိုလင်မယားနှစ်ယောက်ကလည်းတကယ်လို့ဂျီနီကသာစစ်မှန်တဲ့နောင်တတရားနဲ့ဝန်ခံမယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ဆန္ဒရှိကြပါတယ်။ဂျီနီရဲ့မိခင်အရင်ဖြစ်တဲ့သူကဂျီနီကို DSWD လို့ခေါ်တဲ့ဒီလူမှုဝန်ထမ်းဌာနမှာတွားပြီးတော့တွေ့ဖို့စ조사ပေမဲ့ဂျီနီကိုယ်တိုင်ကလည်းတွေ့ဖို့ငြင်းဆန်ခဲ့တယ်လို့အာနာပိုင်တွေကလည်းသူတို့ရဲ့အထောက်အထားတွေကမခိုင်လုံဘူးဆိုပြီးတော့မိခင်အရင်ဖြစ်တဲ့သူကိုပြန်လွတ်လိုက်တယ်။ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်တဲ့အခါမှာတော့ပို့ပြီးတော့ထိတ်လန့်စရာကောင်းတဲ့အချက်တွေပေါ်လာတယ်။ဂျင်းနီနဲ့အမည်မသိသူတယောက်ရဲ့ online ပေါ်မှာပေါ့နော်ဒီ chat ထားတဲ့ chat log တွေပေါက်ကြလာတယ်။အဲ့ဒီထဲမှာဂျင်းနီကငါမုံနှမတွေကိုတတ်လိုက်ရင်ငါလွတ်လပ်သွားပြီဆိုတဲ့သဘောမျိုးတွေပြောထားတယ်။ပြီးတော့ငါအဖြစ်တွေကိုဖျားသခင်ကခွတ်လွတ်မှာပါဆိုပြီးတော့လွဲမတဲ့ဘာသာရေးအယူအဆတွေနဲ့သူ့ကိုယ်သူဖြည့်သိမ့်နေခဲ့ပုံပါပဲ။ နောက်ပြီးတော့2009ခုနှစ်တုန်းကထွက်ခဲ့တဲ့ Orphan ဆိုတဲ့ရုပ်ရှင်ကိုဂျီနီကဆွဲလန်းနေတယ်လို့လည်းပြောကြတယ်။အဲအဲ့ဒီရုပ်ရှင်ကားတဲ့ကဇလန်းကတော့မွေးစားသမီးကမွေးစားမိသားစုကိုဒုက္ခပေးပြီးတော့တတ်ဖြတ်ခဲ့တာဆိုတော့ဂျီနီရဲ့လုံရက်နဲ့ကထတ်တူကြနေတယ်ဆိုတော့အံ့ဩစရာတော့ကောင်းတယ်။တရခွင်စတင်တဲ့အချိန်မှာတော့လူတိုင်းဒေါသထွက်ခဲ့ရတယ်။ဂျင်းနီကတရခွင်မှာပြုံးရယ်နေပြီးတော့သူ့ရဲ့မွေးစားမိဘတွေကိုတောင်မှလောင်ပြောင်ခဲ့တယ်လို့လုံနေလို့ပါပဲ။ နောက်တားရတဲ့အရေးအယံလုံးဝလုံးဝမပြတတ်ဘူး။2022ခုနှစ်မေလ19ရက်နေ့မှာတော့တရားရုံးကအမိန့်ချမှတ်လိုက်တယ်။ဂျင်းနီကိုထောင်ဒဏ်32နှစ်၊ကျန်ရပါအယ်ဒိုကို ထောင်ဒဏ်29နှစ်အတိတ်ချမှတ်လိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးကအသက်22နှစ်မပြည့်မချင်းတော့လူငယ်ထိန်းသိမ်းရေးစခန်းမှာနေရမှာဖြစ်ပြီးတော့အသက်22နှစ်ပြည့်တာနဲ့ထောင်ကြီးကိုပြောင်းရွှေ့ပြီးတော့ကျန်တဲ့အပြစ်ဒဏ်တွေကိုဆက်လက်အကြခံရမှာပဲဖြစ်ပါတယ်။ တည်ဆုံးသွားတဲ့သူတွေရဲ့မိဘတွေကတော့ဒီအပြစ်ဒဏ်ကိုအားမလို့အားမရဖြစ်မိကြတယ်။သူတို့တွေကဖိလစ်ပိုင်ရဲ့ RA 9344ဥပဒေကိုလည်းဝေဖန်ခဲ့ကြတယ်။ဒီဥပဒေအရအသက်15နှစ်နဲ့18နှစ်ကြားကိုခလေးလို့သတ်မှတ်ပြီးတော့တက်ညာပေးထားလို့ပါပဲ။အမေရိကန်လိုနိုင်ငံမျိုးမှာသာဆိုရင်အဲ့ဒီလောက်ရက်ဆက်တဲ့အမှုမျိုးကိုဆိုရင် လူကြီးလိုပဲစစ်ဆေးခံရပြီးတော့အပြစ်ဒဏ်ကြီးကြီးလဲပေးခံရမှာဆိုပြီးတော့သူတို့ကပြောကြခဲ့တယ်။ ရင်းနာစရာအကောင်းဆုံးကတော့ဒီအသက်ခံရတဲ့ပေါ့နော်လူးဝစ်လေးကဆိုရင်ဂျီနီရောက်လာတော့ငါသူ့ရဲ့အခန်းကိုဖယ်ပေးပြီးတော့သူကဆိုဖာပေါ်မှာတွားပြီးတော့အိတ်ပီးရဲ့အထီကိုစေတနာထားခဲ့တဲ့ကောင်လေးဒီလိုမျိုးတအိမ်လုံးကစေတနာထားတယ်ကောင်းပေးခဲ့တာတောင်မှဂျင်းနီကကျေးဇူးကမ်းပြီးတော့ရဲရဲဆက်ဆက်တက်ပြခဲ့တာအခုချိန်အထိတရဝင်းမွေးစားမိဘတွေဖြစ်နေဆဲဖြစ်တဲ့ခရုစတိုလင်မယားကဂျင်းနီကိုတွေ့ဖို့ငင်းဆန်ထားဆဲလို့လည်းသိရတယ် အထူးသဖြင့်ဖခင်ဖြစ်သူ Cruz ကဂျီနီရဲ့မျက်နှာကိုသူမြင်လို့ရှိရင်စိတ်မထိန်နိုင်မဲနဲ့တခုခုလုံးမိမှဆိုလို့သူမတွေ့ကျင်ဘူးဆိုပြီးတော့သူပြောပြခဲ့တယ်။ဒီ Macbeth မိသားစုလူသက်မှုကြီးနဲ့ပတ်သက်ပြီးတော့ပြိသက်ကြီးရောဘလို့မြင်လဲ။ဂျီနီရဲ့လောရက်ကခွန့်လွတ်လို့ရနိုင်မှာမလား။ပြိသက်ရဲ့ထင်မြင်ယူဆချက်တွေကို comment မှာရေးသွားပေးကြပါဦး။ ီလိုမျိုးမှုခင်းဖြည့်ရမှန်လေးတွေကိုဆက်ပြီးတော့နားထောင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ပြီးတော့ဒီ video လေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်လည်း like and share လုပ်ဖို့မမေ့ပါနဲ့အောင်နော်အားလုံးပြီးခင်ပြီးတော့တာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်